လာပါရှင်ချလန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ23ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းရှင်တွေကတော့လေးရတာတိုက်ပွဲအတွင်းဘူမှုအပါဝင်စစ်ကောင်စီတပ်သား60ကျော်တေဆုံးပြီး18ဦးကိုအရှင်ဖမ်းမိကြောင်း2019တကြံကာလအတွင်းစစ်ကောင်စီတပ်လေးကျောင်းတိုက်ခိုက်မှုကြောင်းအယက်သားပြည်သူ62ဦးတေဆုံးခဲ့ရလို့ AAPP ထုတ်ပြန်ကြောင်း ရွှေချင်းမြို့နယ်ညောင်ချထောက်ကျေးရွာအနီးခမာယ998တက်ရင်ရှိစစ်ကောင်စီတပ်သားများကိုဝင်းရောက်တိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ2ဦးသေဆုံးကြောင်းအင်းတော်မြို့ကိုတင်ပိုက်ပြီးနောက်ပြည်သူများနဲ့တိုလှန်ရေးတမားများကိုတပ်ဖြတ်ခဲ့သော ထွေအုပ်ဝန်ထမ်းများမြို့နယ်အုပ်ချုပ်ရေးမှုရစောထီများနဲ့ SNA တပ်ဖွဲ့ဝင်များအပါအဝင်တရခန်30ကျော်ကိုဖမ်းဆီးအရေးယူကြောင်းနဲ့ ပညာရေးကိုဝင်ရောက်ရှပ်ဖက်ဖို့ကြိုးပမ်းမှုနဲ့ကံအစိုးရကို ဟာဗတ်တက္ကသိုလ်ကတရားစွဲဆိုလိုက်တဲ့တဲ့င်းတို့ပဲဖြစ်ပါရရှင်။လေးလာတာတိုက်ပွဲအတွင်းဘုံမှုအပါဝင်စစ်ကောင်စီတပ်သား60ကျော်တေဆုံးပြီး18ဦးကိုအရှင်ဖမ်းမိထားတဲ့တဲ့င်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။မကွေတိုင်းငဖေမြို့နယ်အတွင်းမှာဇန်နဝါရီလကနေအပရလအထိတိုက်ပွဲပေါင်း23ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကဘုံမှုတီဟာအောင်အပါဝင်63ဦးတေဆုံးပြီး 18ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့လူထုတိုလှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကဧပြီလ22ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့ကနေရီကန်အရင်းရှိစင်ကိုနာချန်ကိုကင်ပုံဝက်ရန်လာတဲ့အင်အား20ခန့်ရှိစစ်ကောင်စီတပ်ကိုတိုက်ခိုက်တာဖေဖော်ဝါရီလ28ရက်နေ့ကနေရီကန်ဗျူဟာကုန်းကဇင်းလာသောအင်အား60ခန့်ပါစစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ပြီးမတ်လ18ရက်နေ့က ပစီကျေးရွာကနေလိုက်ကျေးရွာကိုတက်လာတော့အင်အားလေးစေခန့်ပါစစ်ကြောင်းကိုလိုက်ကျေးရွာလမ်းခွဲအနီးချက်ဖြတ်တက်ခဲ့ခဲ့ရလို့ဆိုပါရယ်။ဒါပြန်မတ်လ30ရက်ကလည်းမင်းဘူးခရိုင်အမှတ်နှစ်တက်ရဲနဲ့ပူပေါင်းပြီးပတိန်မုံရွာလမ်းပိုင်းရှိပရမ်းမြို့ဝင်ကိတ်ကိုပြစ်ခတ်ခဲ့ရလို့သိရှိရပါရယ်။ဇန်နဝါရီလကနေဧပြီလအတွင်းတက်ပွဲကြီးတက်ပွဲငယ်ပေါင်း23ကြိမ်ဖြစ်ပွားခဲ့ပြီးဘူမူတီဟအောင်အပါဝင်63ဦးတေဆုံးပြီး ဝူကြီးအောင်ငင်းချံဝူကြီးတင်ကိုထက်အပါဝင်စုစုပေါင်း78ဦးကိုအရှင်ဖမ်းမိထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် PRA မကွေးအနေနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမ်ပရန်စစ်စင်ရေးမှာပါဝင်ဆောင်ရွက်နေတယ်လို့စစ်နေဝင်ချစ်ထွန်းလှောက်ရှားနိုင်ရန်လေတပြိုင်နက်တည်းအကောင့်ထေပေါ်ဆောင်ရွက်နေတယ်လို့သိရှိရပါရှင် နှစ်သက်ကိုတကြံကာလအတွင်းစစ်ကောင်စီတပ်လေးကြောင်းတက်ခိတ်မှုကြောင့်အယက်သားပြည်သူ92ဦးသေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်ထားတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အကြံဖက်စစ်ကောင်စီကမြန်မာနှစ်သက်ကိုအတာတကြံကာလအတွင်းလေးကြောင်းတက်ခိတ်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်အယက်သားပြည်သူ92ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကြံသားများကုင္ကြီးဆောင်လျှောက်ရေးအသင်း AAPP ကအပရလ22ရက်နေ့ညပိုင်းမှာထုတ်ပြန်ထားပါဗျ။ စစ်ကောင်စီဟာနိုင်ငံတကာမှာမျက်နှာသာရစေရအတွက်အကြမ်းတမ်းလွှတ်ပေးမှုကိုဟန်ပြတရုတ်ဖော်နေပေမဲ့လေတစ်ဖက်မှာတော့နှစ်တစ်ကိုတကြံကာလအတွင်းမှာပဲစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်း ကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ကိုလေကြောင်းတက်ခိုက်မှုတွေဆက်တိုက်ကျွလွန်ခဲ့တယ်လို့သိရှိရပါတယ်။လေကြောင်းတက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ21ယောက်ဒေဆုံးခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးဂျန်နဲ့ဒေဆုံးအရက်သား80ယောက်ရဲ့စည်ရင်းကိုလည်းအတည်ပြုနိုင်ပြီးတရားကောက်ယူဆူဆောင်းထားတယ်လို့ဆိုပါတယ်။2021ခုနှစ်အာနာတိန်ချိန်ကစလို့2025ခုနှစ်အပရလ27ရက်နေ့အထိ အကြံပေးစစ်ကောင်စီနဲ့တူလက်ပါစီဝေကြောင့်ຫນွေဥတို့လှိုင်းရေးကာလအတွင်းတည်ဆုံခဲ့ရတဲ့ဒီမိုကရေစီလှောက်ရှားသူနဲ့ပြည်သူစုစုပေါင်း6520ရှိခဲ့ပြီလို့ AAPP ကဆိုပါရယ်၂025ခုနှစ်မြန်မာနှစ်စန်းတရနေ့မှာအကြံဖက်စစ်ကောင်စီအုပ်စုကနိုင်ငံတော်ဝန်အချင်းချက်ထားခံရသူ အကျဉ်းသားအကျဉ်းသူ4893ယောက်ကိုထောင်ကနေလွှတ်ပေးခဲ့ရမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုအနေနဲ့အပရလ21ရက်နေ့ညနေ4နာရီခန့်ကောက်ယူခင်မှုအရနိုင်ငံရေးအကျဉ်းသား380ဝန်းကျင်လွတ်မြောက်လာတယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင် ရွှေချင်းမြို့နယ်ညောင်ချစ်ထုတ်ကျေးရွာအနီးခမာယ998တက်ရင်ရှိစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှနှစ်ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုးတိုင်းရွှေချင်းမြို့နယ်ညောင်ချစ်ထုတ်ကျေးရွာအနီးခမာယ998တက်ရင်ရှိ အကြံပေးစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အပရလ22ရက်နေ့တွင်ရွှေချင်းမြို့နယ်ညောင်ချစ်ထုတ်ကျေးရွာအနီးခမာယ 998တက်ရင်ရှိအကြံဖက်စစ်ကောင်စီတပ်သားများကိုတောင်ငုံတက်ရင်နဲ့ပူပေါင်းအဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ရလို့တောင်ငုံတက်ရင် P2990 စစ်မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။တောင်ငုံတက်ရင် P2990 စစ်မှတာဝန်ရှိသူတို့ကတောင်ငုံတက်ရင်နဲ့ပူပေါင်းအဖွဲ့တွေကမြောင်ချထောက်ကျေးရွာအနီးမှာရှိတဲ့ရန်သူခမာယ 998ကအကြံဖက်စစ်သားတွေကို6မြောင်းပြစ်ခတ်တက်ခဲ့ခဲ့တာပါရန်သူဘက်ကစစ်ခွေးနှစ်ကောင်တေဆုံနဲ့ကျွန်တော်တို့ဘက်ကအထိခက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင် အင်းတော်မျိုးကိုတင်ပိုက်ပြီးနောက်ပြည်သူများနဲ့တိုးလှန်ရေးတမများကိုတက်ဖြတ်ခဲ့သောထွေအုပ်ဝန်ထမ်းများမြို့နယ်အုပ်ချုပ်ရေးမှူးပြိုစောချင်းများနဲ့ SNA တဖွဲ့ဝင်များအပါအဝင်တရခန်း30ကျော်ကိုဖမ်းဆီးအရေးယူထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်စကိုင်းတိုင်းအင်းတော်မျိုးကိုတင်ပိုက်ပြီးနောက်ပြည်သူများနဲ့တိုးလှန်ရေးတမားများကိုတက်ဖြတ်ခဲ့သောထွေအုပ်ဝန်ထမ်းများမြို့နယ်အုပ်ချုပ်ရေးမှူးပြိုစောထီများနဲ့ SNA တဖွဲ့ဝင်များအပါအဝင်တဲခန်30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းသိရှိရပါတယ်။ April 9ရက်နေ့အင်းတော်မြို့ကိုတင်ပိုက်ပြီးနောက်ပြည်သူများနဲ့တိုးလှန်ရေးသမားများရဲ့မိသားစုများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ကျူးလွန်ထားသူမြို့နယ်အုပ်ချုပ်ရေးမှူးယူစောချင်းများ SNA တဖွဲ့ဝင်များထွေအုပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးများအပါအဝင် စစ်တပ်တောက်တိုင်30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းဖမ်းဆီးထားသူများမှာ PDF တပ်ဖွဲ့ဝင်မိသားစုဝင်များကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်တဲ့အပြင်တော်လှန်ရေးတမားများကိုဖမ်းဆီးထောင်ချရာတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်းအင်းတော်မျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်မြစ်ကပြောဆိုထားပါရယ်အင်းတော်မျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်မြစ်ကဖမ်းမိတာကမြို့သိမ်းတိုက်ပွဲဖြစ်တဲ့နေ့ကလေးကဖမ်းမိတာမှန်ပါတယ်။ယခုသူတို့ကတော့ တိုင်းကိုလွှဲပို့ပေးထားတယ်ပြူစောကြီးတွေ SNA တပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုတွေပေါ့မြုပ်နေမှုမောင်လှတဲ့ဆိုတာကတော်တော်ဆိုရဲအရက်မိုးလာရင်တမြုပ်လုံးတနက်ဖောက်ပြီးပတ်ရမ်းတဲ့သူဖမ်းမိတဲ့သူတွေကဒေသခံတွေဆိုတော့ဘသူကပါလောက်တဲ့ဆိုတာတည်နေတာပေါ့တည်နေတော့စစ်တပ်ကိုတရင်ပေးပြီးဖမ်းခိုင်းတာပြီးတော့ဒေသခံပြူစောတီတွေဆိုရင်သူတို့ကိုယ်တိုင်တပ်ဖြတ်ကြမှာ ပါဝင်ကျူးလွန်ခဲ့တဲ့သူတွေပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောကြားထားပါတယ်။ဖန်စီရရှိသူများတွင်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်းတော်မြို့နေနမဟုတ်ဒီကျေးရွာကနေ PDF မီတာဆိုဝင်အမျိုးသား၈ဦးကိုအစိုးလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုဥဆောင်ခဲ့သူပြိုစောတီကောင်းဆောင်တင့်ဇော်ဝင်အင်းတော်မြို့နေပြည်သူများကိုဖမ်းဆီးထောင်ချရာတွင်ဥဆောင်သူမြို့နေမှလှတဲ့ပြိုစောတီကောင်းဆောင် အောင်မြင်နိုင်ပြိုစောတီအဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်အထွေထွေအုပ်ချုပ်ရေးမှဦးစီးဌာနမှဝန်ထမ်းများပါဝင်ကြောင်းသိရှိရပါတယ်။2024ခုနှစ်အောက်တိုဘာ16ရက်နေ့တွင်အင်တော်မျိုးတင်တက်ပွဲကို KIA PDF ပူပေါင်းတပ်ဖွဲ့များစတင်ခဲ့ရာရှစ်လခန့်အကြာ2025ခုနှစ်အပရလ9ရက်နေ့ညပိုင်းတွင် အပိသက်တင်ပိတ်နိုင်ခဲ့ပါတယ်။အင်တော်မျိုးတင်တက်ပွဲအတွင်းတမခွန်ခွန်တမမှုပူမှုချုပ် အောင်တပ်ဦးအပါဝင်စစ်တုံးပန်း180ကျော်ကိုဖမ်းမိခဲ့တဲ့အပြင်လက်နက်ခဲယမ်းအမြောက်များကိုလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်ပင်ရည်ကိုဝင်ရောက်ဆက်ဖက်ဖို့ကြိုးပမ်းမှုနဲ့ကံအစိုးရကို Harvard တက္ကသိုလ်ကတရားစွဲဆိုလိုက်တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ လွှတ်တော်ကအတည်ပြုထားတဲ့ပြည်ထောင်စုပညာရေးရန်ပုံငွေ2.2ဘီလီယံကိုအမေရိကန်အစိုးရကရပ်တန့်ထားပြီးနောက်ပညာရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုဝင်ရောက်ဆွဖြတ်ရန်ဂျူပန်မှုဖြင့် Harvard တက္ကသိုလ်ကတရားစွဲဆိုလိုက်တယ်လို့သိရှိရပါတယ်။ American အစိုးရဟာ Harvard တက္ကသိုလ်အတွက် ွတ်တော်ကအတည်ပြုထားတဲ့ထုတ်ပန့်ကြေးရန်ပုံငွေ2.2ဘီလီယံကိုရပ်တန့်ထားပြီးနောက်ထပ်လည်းပညာရေးရန်ပုံငွေ6ဘီလီယံကိုဖြတ်တောက်ပြစ်ဖို့စီစဉ်နေပါတယ်။ဂါဇာအရေးနဲ့ပတ်သက်တဲ့ကြောင်းသားလှုပ်ရှားမှုတွေကလည်းစပြီးထရမ့်အစိုးရဟာဟာဗတ်တက္ကသိုလ်ရဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးပညာရေးရန်ပုံငွေရက်စေးလိုက်တဲ့အထိအချိန်မြင့်တက်ခဲ့ပါတယ်။တက္ကသိုလ်ဥက္ကဋ္ဌအေလန်ကာဘာကကျောင်းတွင်းဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီးအစိုးရရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ဆွဆွေးချက်တွေကိုငင်းဆိုထားပါဗျ။အင်ဖြူရောမှပြောရေးဆိုခွင့်ရှိသူ Harrison Fields က အခွင့်ထမ်းပြည်သူတွေရဲ့ရန်ပုံငွေတွေဟာအခွင့်အရေးတရက်ဖြစ်ပြီး Harvard တက္ကသိုလ်ကဒီအခွင့်ကိုခံစားဖို့အခြေခံအခြေအနေတောင်ကိတ်ညီမနေဘူးလို့ပြောဆိုထားပါတယ်။အစိုးရကရန်ပုံငွေဒေါ်လာ1.2ဘီလီယံကိုကနအူရပ်ဆိုင်းထားတဲ့အပြင်နောက်ထပ်ထောက်ပံ့ကြေးဒေါ်လာ1ဘီလီယံကိုရပ်တန့်ဖို့စဉ်းစားထားပြီး Harvard ရဲ့လုပ်ငန်းဆောင်ရွက်မှုမြုပ်များစွာကိုစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီးနိုင်ငံတကာကျောင်းသားတွေရဲ့ပညာရေးကိုချိန်ချောက်က Harvard ရဲ့ 501c3 အခွန်ကင်းလွတ်ခွင့်အခြေအနေကိုရုပ်သိမ်းဖို့စဉ်းစားနေကြောင်းကြေညာခဲ့ပါတယ်။ဒီလောက်ရက်တွေက လူနာတွေ၊ကြောင်သားတွေ၊ဆရာတွေ၊ဝန်ထမ်းတွေ၊သူတေပီတွေနဲ့ကမ္ဘာပေါ်မှာ American အဆင့်မြင့်ပညာရေးရဲ့ရည်တည်မှုအတွက်ဆိုးရွားတဲ့အကျိုးဆက်တွေပါလို့ Harvard တက္ကသိုလ်ကပြန်လည်တုံ့ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တက်လောက်နဲ့ပေးရနာတော့ပါမယ်ရှင်။ချင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခန့်ရောက်နိုင်ကြပါစေရှင်။